ကျက်သိမ့်တထောင်ထက်ရွှေအရောင်ဝယ်လို့ရင်စစ်ကောင်စီချသတင်းပို့ရမယ်လို့ရန်ကုန်တိုင်းရွှေလုံကားရှင်များအတင်းကထုတ်ပြန်လိုက်ပါတယ်။ကျက်သိမ့်တထောင်ထက်ရွှေအရောင်ဝယ်လို့ရင်စစ်ကောင်စီရဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်ထားရေးအဖွဲ့ကိုသတင်းပို့ရမယ်လို့ရန်ကုန်တိုင်းရွှေလုံကားရှင်များအတင်း WGE ကထုတ်ပြန်လိုက်ပါတယ်။ဒါ့အပြင်ကျက်သိမ့်200ကျော်တဲ့ရွှေဝယ်တာရောင်းတာမှာဘူဘန်ကတတ်မှတ်တဲ့ online ငွေပေးချေမှု MMQR စနစ်နဲ့ပေးချေဖို့လေမနေ့ကအနုမောလာ29ရက်နေ့မှာထုတ်ပြန်စာမှာဖော်ပြထားပါတယ်။ အဲ့ဒီတရင်ပို့ရမယ်ငွေကြေးလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေကိုလည်းအကောင့်ထဲပို့ရမယ်အရာရှိကိုရွှေဆိုင်ရွှေတန့်စင်လုပ်ငန်းနဲ့ရွှေပရင်လုပ်ငန်းလောက်ကင်သူတွေကခန့်ဖို့နဲ့ခန့်ထားတဲ့ထောက်ထားကိုရွှေဆိုင်တွေမှာထားရမယ်လို့ဆိုပါတယ်တရချင်းတက်နေရပေါ့ပထမကလုပ်ငန်းလိုင်စင်လျှောက်ခိုင်းတယ်ရွှေဆိုင်တီနီယာတိကျပေးရတယ်အခုကဆိုင်တွေရဲ့အယောင်ဝယ်စင်းဖို့ပါတရင်ပို့ရမယ်ကိစ္စပေါ့ဒါတွေအားလုံးကငွေကြေးစီစဉ်မှုထင်ကျဖို့ပဲတကယ်တော့ရွှေသိန်းဥက္ကဋ္ဌဦးမျိုးမျိုးတို့ကိုယ်တိုင်ကစကားစညွှန်ကြားတာအကုန်လုံနိုင်လားဆိုတော့မလုံနိုင်ပါဘူး ဈေးကွက်မှာအကုန်နီးပါးကကြောက်ရောင်ကြောက်ဝဲဖြစ်နေကြတာပဲလို့ရွှေလုံကားနဲ့ဆက်ဆက်သူတူကပြောပါတယ်။လေးစင်လန့်စင်အယောင်ဝယ်စီးရင်နဲ့လက်ကြံစင်ရဲ့အချုပ်တွေကိုတက်ဆန်ရစစ်စစ်ရဲ့အဖွဲ့ထံလန့်စင်လဆန်9ရက်အတွင်းမပြတ်မကွက်တင်ပြရမယ်လို့လည်း WGEA ကတိပေးထားပါတယ်။ရွှေစင်းမတီမြင်ဖြစ်စေဖို့ရည်ရွယ်ချက်နဲ့တိုးလောင်းတာရောင်းဝယ်တာဝယ်ယူတာမပြုလုပ်ဖို့နဲ့ရွှေစင်ကကန်စားမဲ့ပေးတဲ့နီလန်းတွေမလုပ်ရဘူးလို့ညွှန်ကြားချက်မှတွေ့ရပါတယ်။လျှောက်ရွှေလွေးပြောင်းခြင်းနဲ့ခွင့်ပြုထားတဲ့ဝယ်ရောင်းနီလန်းတွေကလွဲရင် ကျူရောက်ကျူဝဲဒီပကရောက်ချတာမလို့ဖို့လဲပေါ်ပြထားပါလေ YGE ကတတ်မှတ်ထားတဲ့ရွှေညွန်းဈေးနဲ့ပိုင်းအရောက်ဝယ်ပြုလို့ဖို့တတ်မှတ်ထားဝိမဲ့ရွှေဆိုင်တွေနဲ့ပြင်ပရွှေဈေးကောက်မှာတော့ကွဲလွန်းနေစေဖြစ်ပါလေအဓိကကတော့စစ်ကောင်စီရဲ့ဘူဘန်ကတတ်မှတ်ထားတဲ့ငွေကြေးငွေလဲနှုတ်နေတာ YGE ကနေ့စဉ်ရွှေဈေးကိုတတ်မှတ်နေရတာဖြစ်ပြီးဒီကနေ့နိုမာလ16ပဲရည်တစ်သက်သားစီ59သိန်း8000ကျပ်ဖြစ်ပါလေဒါဝိမဲ့ပြင်ပရွှေဈေးကွက်နဲ့ ရွှေဆိုင်တွေမှာတော့16ပွဲရည်ရစက်က86သိန်းဝန်းကျင်ရှိပြီး15ပွဲရည်ရစက်က82သိန်းဝန်းကျင်ရှိပါတယ်။ဒီကနေ့နိုင်ငံခြားငွေလဲလုံးတွေအရအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်4000ဝန်းကျင်ရှိပါတယ်။ပြည်တွင်းရွှေချင်းတွင်းများမှာကျပ်ပယ်မှုရွေးကောအသုံးပြုပြီးဒီသက်သားမှာဒီမှာတသမာ9နှစ်ကအောင်စားရှိပါတယ်။ပြည်တွင်းရွှေရောင်းသူတွေကနေ့စဉ်ရွှေပေါင်ဈေးကိုကမ္ဘာရွှေဈေးဒေါ်လာငွေလဲလုံးဒီမှာတသမာ9နှစ်ကနဲ့တွက်ချက်နေကြပါတယ်။နောက်တလင်းမြုံနယ်ရင်းရှိကျေးရွာများတွင် ကျပ်ဖို့ပါတီမဲဆွယ်ဆိုင်ပုံများကိုတပြိုင်တည်းမိရှုရှင်းလင်းပြီးရုပ်ောက်ပွဲကိုလက်မခံကြောင်းပြသကြောင်းတည်ရပါတယ်။ဘူတိုင်းနတလင်းပြုံနယ်တွင်ကျပ်ဖို့ပါတီမဲဆွယ်ဆိုင်ပုံများကိုတပြိုင်တည်းမိရှုရှင်းလင်းပြီးစစ်တပ်ရုပ်ောက်ပွဲကိုလက်မခံကြောင်းပြသခဲ့ကြောင်းဒေတာရင်းတွန်ဟိုင်းသတင်းရှင်းတဲ့ကပြောပါတယ်။နိုဘာလ26ရက်နေ့ညပိုင်းနတလင်းပြုံအနောက်ချမ်းရှိထိပ်ပိတ်ရွာ၊ကွက်ကြီးရွာ၊ရွှေကြပင်ရွာ၊အောင်ဝင်သာရွာ၊လှပချင်းရွာ၊ပုတ်စုရွာ၊ရခွေရွာ၊ဒေတော်ရွာ တောင်ရတော်ရွာရေမွေးရွာချောက်ခန်းရွာကလတက်တွင်းရွာတောင်ရီကန်ရွာအောင်ချမ်းသာရွာချင်းကုန်းကန်ရွာပွဲသာရွာကြာကန်ရွာဖေချက်ကုန်းရွာဂွေကြီးရွာနဲ့ဂွေလေးရွာတို့ရှိကျပ်ဖို့ပါတီမဲဆွယ်ဆိုင်ပုံများကိုပြည်သူများကတပြိုင်တည်းမိရှုဖြစ်စည်းခဲ့ခြင်းတကြောင်တည်ရပါတယ်။ထို့သောမိရှုဖြစ်စည်းမှုလုံဆောင်သောပြည်သူများသည်ညာရင်းချင်းထွက်ပြေးတိရှောင်သွားကြောင်းရင်းသို့မိရှုဖြစ်စည်းမှုဖြစ်ပွားပြီးနောက်ဒါဘုံယက်စကမဆက်သားနှင့်ရင်းများရောက်ရှိလာပြီး ကြီးရွာပေါင်းစုံမှလူငယ်30ခန့်ကိုဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။ကျောက်ဖတ်ပါတီဆိုင်ဘုတ်တွေမိရှုခံရတဲ့ကြီးရွာတွေကနတ်တလင်းမြို့အနောက်ဖက်ရယာဝီမြစ်ကိုသွားတဲ့ရွာတွေပါ။နတ်တလင်းမြို့အရှိဘက်ယူမဘက်ကဆင်းလာတဲ့ရွာတွေကတော်ဟိုင်းတပ်ဖွဲ့တွေချင်းချောက်ထားနိုင်တဲ့အနေထားပါ။အခုကစစ်ခွေးတွေထွင်းချုပ်ထားတဲ့မြို့အနောက်ဖက်ရွာတွေကမြို့ကောက်ပွဲကိုစတင်တုတ်ပြန်တာကိုကြားပါတဲ့ပုံစံပါ။ကျောက်ဖတ်ပါတီဆိုင်ဘုတ်တွေကိုမိရှုဖြစ်စည်းတဲ့သူတွေကလုံမြောက်သွားပါပြီ။ စစ်ခွေးတွေကတော့အခုသူတို့စိတ်ထဲမှာဖြက်စီးတဲ့ထင်းတဲ့သူတွေကိုလိုက်ဖမ်းပြီးတာဝန်စခန်းထဲမှာစစ်ခွေးမင်းများနေတယ်လို့သိရတယ်ဟုဒေသရင်းတော်လိုင်းတနေရစ်ကပြောဆိုပါတယ်။အလားတူနိုဘာလာ29ရက်နေ့ည9:00နာရီတွင်ငတလင်းမြုံနယ်ဓမငယ်ရွာရှိစစ်တပ်၏တချိုချာအထက်တိုးစခန်းဓမငယ်ရဲစခန်းနဲ့ တောင်ယုံကွတ်တဲ့ရဲစခန်းတို့ကိုတော်လိုက်တပ်ဖွဲ့များကတပြိုင်တည်းဝင်ရောက်တိုက်ခဲ့ပြီးအကြမ်းဖက်စစ်သားနဲ့ပြူစောတီအားလုံးဆုတ်ခွာထွက်တော်လိုက်ရဲဘော်များရဲစခန်းပောင်ဝင်စစ်တပ်တဆွဲထားသောနေရာများကိုမိရှုပ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။ဒရိုက်တာမိုက်တီဟာမောက်ပြုတ်ဆောင်အုံနိုင်နဲ့ဇပ်ပုတ်ပြုတ်ဆောင်ကျုံဝှထွတ်တို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ရှက်မှုဖြင့်ထောင်နာခွန်လစ်စီချမှတ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကဒရိုက်တာမိုက်တီ ဟန်တာတရုတ်ဆောင်ပုံတိုင်းနဲ့ဇပ်ပုတ်တရုတ်ဆောင်ဂျုံဝင်းထွတ်တို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ထောင်ဒဏ်80စီချမှတ်လိုက်ကြောင်းအမှုပညာသတင်းရင်းနှီးကပြောပါတယ်နိုဘာလ25ရက်နေ့တွင်ဟာတာတယုတ်ဆောင်အွန်လိုင်းကိုဒေါင်တကုံမြုံနယ်တရားရုံးကထောင်ဒဏ်9နှစ်နိုဘာလ28ရက်နေ့တွင်လည်းဒရိုက်တာမိုက်တီကိုရန်ကင်းတရားရုံးကထောင်ဒဏ်9နှစ်နိုဘာလ28ရက်နေ့တွင်ဗဟားမြုံနယ်တရားရုံးကတယုတ်ဆောင်ဂျုံဝန်းထုတ်ကိုထောင်ဒဏ်9နှစ်ချမှတ်ခဲ့ကြောင်းသိရှိရပါသည်အချမ်းဖက်စစ်တပ်၏ လိန်လယ်ဝါရဖြန့်စကားဖြစ်သောခေတ်သမိုင်းကိုဒုံစားမိသူများဇလန်းနဲ့တယုတ်ဆောင်များကိုဝေဖန်သည်ဟုဆိုကာဒရိုက်တာမတီခေါ်တန်းထွန်းစောဇပ်ပိုတယုတ်ဆောင်ကျော်မွထုတ်ခေါ်ကျော်မင်းထွန်းနဲ့ဟာသာတယုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့ကိုအော်တိုဘာလ29ရက်နေ့လိုစစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရုံးချင်းတစ်ချိန်တည်းနဲ့ပဲပြစ်ဒဏ်ချတယ်။တရားဥပဒေအရအခုကောင်ပိုင်ခွင့်နဲ့ရှေ့နေငါးခွင့်မရပါဘူး။အမှုပညာသတင်းရင်းနှီးကပြောဆိုပါတယ်။ယူကောက်ပွဲနောက်ဆက်တားဆီးဖြတ်ခြင်းကာကွယ်ဥပဒေပုံမှန် 23ကာကြီးဖြင့်အမြင့်ဆုံးထောင်နာခရနစ်ကိုချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ Director Mighty က2021ခုနှစ်အတွင်းစီအိုစုကိုဝေဖန်ခဲ့သဖြင့်ငွေရေးပုံမှန်905ကာကြီးဖြင့်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့တွင်ခံဝင်ဖြင့်တန်လှုပ်ပေးခဲ့ခြင်းမြင်းမူတွင်ပြည်သူများကိုစစ်ကြေးကောက်နေသောစစ်တပ်ကိတ်ကို၃ရက်ဆက် drone ဖြင့်ပုံကျဲတက်ခိုက်ကြောင်းသိရပါတယ်။ဇဂိုင်းတိုင်းမြင်းမူမြို့နယ်တွင်ပြည်သူများထံမှစစ်ကြေးကောက်နေသောအကြမ်းဖက်စစ်တပ်ကိတ်ကို ၃ရက်ဆက် drone ဖြင့်ပုံကျဲရာစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်း MDF drone team တူတောင်းခံကပြောပါရယ်။နိုဝင်ဘာလ26ရက်နေ့မွန်းလွဲ2နာရီ45မိနစ်ခန့်တွင်ရင်းမှုမြုံနယ်အလကပတ်ရွာရှိကိုစုဖျားတွင်ခရီးသွားပြည်သူများကိုဂိတ်ဖွင့်ကပတ်စံတောင်းနေသည့် အကြမ်းဖက်စစ်သားများကို fix wing drone ဖြင့်ဘုံနှလုံးကျဲချတိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်စစ်တပ်ဘန်ကာဘေးကျောက်ပောက်ခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါရယ်။ အလားတူနိုဘာလ29ရက်နေ့မွန်းလွဲ3:15မိနစ်ခန့်တွင်လည်းကိုစုဖျားကုန်းမော်ရှိအချမ်းပဲစစ်တပ်ဘံကနဲ့စစ်ကြေးကောက်နေသောအချမ်းပဲစစ်သားများကို fixed wing drone ဖြင့်ဘုံလေးလုံးထပ်မံကျကျတိုက်ခဲ့ရာစစ်သား3ဦးအပြင်းထန်တရားရရှိခဲ့ကြောင်းနိုဘာလ28ရက်နေ့ညနေ9:00ခန့်တွင်လည်းမြမှုမြုံနယ်မြောင်လန်းခွဲတွင်အထိုင်ကျတဆွဲထားသောအချမ်းပဲစစ်တပ်စခန်းကို fixed wing drone ဖြင့်ဘုံလေးလုံးထပ်မံကျကျတိုက်ခဲ့ကြောင်းသိရှိရပါသည် ထို၃ရက်ဆက်တိုက်ခိုက်မှုအတွင်အချမ်းဘက်စစ်တပ်ဖက်မှအတည်ဆုံးမှုရှိတော်လဲအရေးအတွက်အတည်ပြုနိုင်ခြင်းမရှိသေးပဲအချမ်းဘက်စစ်တပ်ဖက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပြုခဲ့တော်လဲတော်နိုင်ရဲဘော်များအထက်အခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စခွေးတည်စင်းကတော့မသိရသေးဘူးပြင်းထန်တရား၃ယောက်ပဲအတည်ပြုနိုင်သေးတယ်ပြင်းထန်တရားရတဲ့ကောင်တွေပဲသိရတာအထိုင်ခွေးချံကိုခြာတော့မှလည်းသူတို့စကန်းက ကာလာမေးစခန်းပေါက်ကအပင်တွေနဲ့ဆိုတော့အပင်လူအလွယ်တကူမမြင်ရဘူးစစ်ခွေးဘက်ကထိခိုက်တည်ဆုံးမှုရှိနိုင်တယ်ဒုတိယနေ့ချခဲ့တာက၃ရောက်ပြင်းထန်တရားရရတယ်ဟု MDF drone team 2တာဝန်ခံကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြောင်ဒုံ force MDF နဲ့အတူမြင်းမှုမြုံနဲ့ပတ်ကပါအေယာမွေပွိ NZN Justice Warriors တပ်ဖွဲ့ Revolutionary Air Force တို့ကပူးပေါင်းလို့ဆောင်ကြခြင်းဖြစ်ကြောင်းထိုင်းပိုင်နဲ့ထဲသို့မြန်မာဖက်မှပြစ်ခတ်သောလက်နက်ကြီးကြီး၅လုံးကြားရောက်ပြီးနောက်ထိုင်းစစ်တပ်ကမြန်မာဖက်သို့ မီကိုဘုံအမြောက်အများ3ဘေးပြန်လဲတိုက်ခတ်ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံ၏ပိုင်လက်နယ်မြေထဲသို့မြန်မာဘက်မှတိုက်ခတ်သောလက်နက်ကြီးကြီး၅လုံးကျရောက်ပြီးနောက်ထိုင်းစစ်တပ်ကမြန်မာဘက်သို့မီကိုဘုံအမြောက်အများ3ဘေးပြန်လဲတိုက်ခတ်လိုက်ကြောင်းထိုင်းတော်ဝင်စစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးကထုတ်ဖော်ပြောဆိုကြောင်းဒနေရှင်းသတင်းကဖော်ပြထားပါတယ်။ယနေ့နံနက်ပိုင်းကရင်ပြည်နယ်မြောက်ဝတီမြို့နယ်မင်းလက်ပံကျေးရွာနီးစစ်တပ်နဲ့တော်လှန်ရေးတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ကပြစ်ခတ်သော60မမလက်နက်ကြီးကြီး၅လုံးမှာထိုင်းပိုင်နက်နယ်မြေထဲသို့တက်ရောက်ပောက်ကွဲကြောင်းထို့သို့ပောက်ကွဲမှုကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရင်းနောက်ထိုင်းစစ်တပ်ကမြန်မာဘက်သို့120မမမိခိုပုံအမြောက်ကြီးများကိုပြန်လည်ပြစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်။ထိုင်းစစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးကမြန်မာဖက်မှတိုက်ပွဲကြောင်းထိုင်းပိုင်နက်အရင်းသို့လက်လက်ခဲယမ်းများတက်ရောက်သည့်အတွက်ထိုင်းစစ်တပ်ကလက်တုံ့ပြန်သည့်အနေဖြင့် ်မိခိုးဘုံအမြောက်လေးလုံးကိုတုံ့ပြန်ပြစ်ခတ်ရန်အမိန့်ပေးခဲ့ကြောင်းအတည်ပြုပြောကြားပါတယ်။ထိုင်းမတို့ကြောက်တော့60ဦးမှလက်နက်ကြီးကြီးများကြောင်းဖမ်းနိုင်ငံသားပိုင်းပြည်သားနေတလုံးနဲ့ပျက်စီးသွားခဲ့ကြောင်းဒီရရွာငါမြုံနယ်မြင်းကျတိုးရွာမှပြူစောဒီကောင်းဆောင် ဝင်းမြင့်လိုက်ပါလာသောကားကိုပြစ်ခတ်တိုက်ခိုက်မှုကြောင်းနှစ်ဦးသေဆုံးပြီးတရတလက်သိမ်းစီရရှိကြောင်းဒီရပါတယ်။ရန်ပြည်နယ်ရွာငါမြုံနယ်မြင့်ကျတိုးရွာမှပြူစောဒီကောင်းဆောင်ဝင်းမြင့်လိုက်ပါလာသောကားကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးသေဆုံးပြီး တရတလက်သိသိရရှိခဲ့ကြောင်း DSNDA မှသတင်းနဲ့ပြန်ကြားတာဝန်ခံကပြောပါတယ်။နိုဘာလ29ရက်နေ့နနက်9နာရီခန့်တွင်ရွာငါမြုံနယ်တွင် ပြည်သူများအပေါ်ရက်ဆက်ရုံမာမှုများစွာကျူးလွန်ခဲ့သောပြူစောဒီကောင်းဆောင်ဝင်းမြင့်နှင့်၎င်းလက်အောက်ခံပြူစောဒီတူလိုက်ပါလာသောအင်စီကားကိုတိုက်ခတ်တိုက်ခတ်ရာနှစ်ဦးလုံးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါတယ်။တေဆုံးသောသောပြူစောဒီကောင်းဆောင်ဝင်းမြင့်ထံမှပစ္စတိုတနက်တလက်ကုန်းမကြီး16နောက်နဲ့အခြားသောတသိခံပစ္စည်းများတင်းစီရရှိခဲ့ကြောင်း ထိုသို့ပြစ်ခတ်တိုက်ခိုက်နိုင်ရန်ဝင်းမြင့်နှင့်အလီကနေထိုင်သူတအုပ်ကသတင်းပို့ဖို့ခြင်းကြောင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ယူဆော်ဒီကောင်ဆောင်ဝင်းမြင့်သည်2021ခုနှစ်9လပိုင်း၌ပယ်ရင်တောင်ရွာကိုမိရှို့ပြီးဗီဒူခွန်တို့ကိုရေးရဆက်ဆက်တပ်ဖြတ်ခဲ့ရတွင်လည်းပါဝင်ခဲ့ကြောင်း2022ခုနှစ်6လပိုင်း၌ထရော့စင်တေးရွာမှပြည်သူပိုင်နေအိမ်လေးလုံးကိုမိရှုဖျက်ဆီးရရင်ပါဝင်ခဲ့ကြောင်း2023ခုနှစ်5လပိုင်းမှ9လပိုင်းအထိမြခါအိမ်ရွာမှပြည်သူပိုင်နေအိမ်38လုံး တောက်ပချုပ်ရွာမှပြည်သူပိုင်းနေအိမ်၅လုံးနဲ့၁၅နှစ်အရွယ်မိန်းကလေးတဦးကိုမရင်းကျင်းခဲ့သောပြစ်မှုအပောင်းဝင်မင်းပလောင်တေးရွာကိုရွာလုံးကျွတ်မိချုပ်ဖျက်ဆီးမှုလို့တွင်တမ55လက်အောက်ခါကျန်းဖက်စစ်သားများနဲ့ပူးပေါင်းပြီးဥဆောင်ပောင်းလုပ်ကန်ခဲ့သူဖြစ်ကြောင်းသိရပါသည်။ထို့ပြင်ဝင်းမြင့်သည်ရွာငါမြုံနယ်တွင်တစ်တွန်းများကိုစစ်တပ်နဲ့ပူးပေါင်းပြီးတရားမဝင် ထုတ်ယူနေခြင်းအသားလိုင်းခြင်းအကြောင်းပြကတာရင်နာရီမကြံပွဲလမ်းတွင်များပြုလုပ်ရာတွင်အခွန်ငွေများကိုအဆမတန်အတင်းဓမ္မတောင်းယူခြင်းပြည်သူများကိုလည်း ်ပြည်ထောင်နဲ့အဆက်အသွယ်ရှိတယ်ဟုဆိုကာဖမ်းဆီးခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။ဝင်းမြင့်အင်စီကနဲ့လာမယ်ဆိုတာကိုကျွန်တော်တို့ကြိုပြီးသတင်းရလို့စောင့်ဆိုင်တိုက်ခဲ့တာပါ။ဝင်းမြင့်နဲ့သူ့နောက်လိုက်တကောင်တည်ဆုံးပါတယ်။ဝင်းမြင့်ကန်ဆောင်တဲ့တနတ်တလက်ကြီးနဲ့တသက်ခါပစ္စည်းတွေလည်းတင်းစီရရှိခဲ့ပါတယ်။ကျွန်တော်ကပြည်စုံမှုရှိတော့ပို့ပြီးရှိရောက်ပါတယ်ဟု DSNDA မှသတင်းနဲ့ပြန်ကြားတာဝန်ခံကပြောပါတယ်ဆက်လက်၍ဝင်းမြလက်အောက်ခံဖြူစောတီများနဲ့စစ်တပ်တောက်တိုင်များသည်လည်းဒီသူအပေါ်ရုံမှောင်များကျူးလွန်လာပါက ထမှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း DSNDA မှသတင်းနဲ့ပြန်ကြားတောင်း